မင်္ဂလာပါဆရာမမင်္ဂလာပါဆရာဆရာမရဲ့နာမည်လေးတိပြစေဆရာမနာမည်ကအိန္ဒိယပါတယ်ဟုတ်ကဲ့ဆရာမဘေဒေတာနဲ့လာရောက်ပြီးတက်ရအောင်မြင်ခဲ့တာလေဟုတ်ကဲ့ဆရာမရဲ့ဒီချိန်ပျော်ရွှင်မှုဘယ်လောက်များဖြစ်မလဲပျော်ရွှင်မှုကတော့အတိုင်းမသိပဲပေါ့နော်အရင်နှစ်နှစ်တောင်မှပြင်ပန်းခဲ့တယ်ပျော်ရွှင်ခဲ့တယ်ပြီးတော့ခက်ခဲတဲ့ချိန်တွေနဲ့အများကြီးကြော်ကြော်လာပြီးတော့ဖြတ်သိခဲ့တယ်အခုနောက်ဆုံးချိန်ကြီးရောက်တဲ့အတွက်ခိုင်းခင်လည်းကြီးကြီးတင်တယ်ပေါ့နော်ဒါကြောင့်မို့ပျော်ရွှင်မှုကတော့အတိုင်းမ โอเคဆိုဆံမဒီចောင်းတက်တဲ့កាលမှာဘလောက်ဘလို ड़ी စ조사ခဲ့ရတယ်လဲပေါ့เนาะចောင်းတက်တဲ့កាលမှာဆိုရင်တော့ပုံမှန်တိုင်းဆိုရင် LRT တော့ဟိုတိတ်ပြီးတော့လုပ်တဲ့အချိန်ကြီးမရှိပြင်မဲ့ဆောင်ွက်ဖြစ်တဲ့កាលဆိုရင်တော့မအိပ်မနေအချိန်ဆိုင်ခဲ့နေရှိပါတယ်โอเคအဲဒါဆိုရင်အမတ်တရားများရှိလဲပြောပြလို့ရပါတယ်အမတ်တရားတော့အចောင်းကန်းထဲမှာပေါ့เนาะငွေချင်းနေအတူတူအလမှုတွေလောက်တာတော့ရှင်းရှင်းပေါ့เนาะပြောပြောရှင်းရှင်းနဲ့နေထိုင်ခဲ့တဲ့အချိန်ကြီးပြီးတော့ဆန်ဆမိုင်းနဲ့စကားပြောတဲ့အချိန်ကြီး များရတော့မတ်ကြိုင်အများရှိခဲ့ပါတယ်။ဟုတ်ကဲ့အဲဆိုဆ iam ဒီချင်းနဲ့ပြီးပြီးတော့နောက်မှာဆ iam ဘာလို့ကိုစဉ်းစားထားတယ်လဲ။အင်းကျွန်မကတော့ခုပြီးသားရင်မူဂျိုပဲပေါ့နော်မူဂျိုပဲဆက်လုပ်ဖို့ရှိပါရဲ့ရှင်။โอเคอ่ะสวยเอ่อเอ่อจ้างลูกจ้างน้าတွေရောဆ iam ဘလို့အမစကားပါရှင်တယ်လေအဲ့ဒီကจ้างလူจ้างน้าရောမာစနာကတော့အခုတွေ့တဲ့အချိန်မှာပေါ့နော်အဲတယောက်နဲ့တယောက်ချစ်ချင်းမေတ္တာရှိပြီးရောမာအချစ်ချင်းပေါ့နော်အပြန်လဲပြန်လာပြီးပါပါ ီတော့အဲ့လိုတွေ့တဲ့အခါမှာအရင်စိတ်စိတ်ဖြူစရာရှိတဲ့အခါမှာလည်းနားလည်ပြီးတော့ပြောလို့ပြပါလို့မှကျင်ပါတယ်ကျေးဇူးများတင်ပါတယ်